ားလေးတွေကမွေးထားဆိုတော့ဝမ်းတာပေါ့ပျော်တာပေါ့ဒီနေ့ဒီနေ့ကိုအမစောင့်နေကြပဲလေစမွေးကလေးကဒီနေ့ကိုစောင့်နေအခုတော့ဒီနေ့အကောင့်ထဲပေါ်နိုင်တယ်အမရဲ့ကလေးတွေမွေးမွေးခြင်းအဓိကကြီးမားတဲ့ရည်ရွယ်ရည်ရွယ်ချက်ပေါ့နော် ိတ်သိသွမို့ဝင်လာတဲ့ကြောင်လန်းချိန်မှာလဲအမအရန်ပျော်တယ်ငါကလေးတွေငါသားငါသားသမီးတွေမိဘမဲ့ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့အခုလိုမျိုးជីကြီးကြဲကြဲခန်းခန်းနားနားနဲ့အမလှုပ်ပေးနိုင်နေပေါ့နော်နောက်ထပ်ကလေးတွေလည်းလှုပ်ပေးအောင်မှာစူးစမ်းမှာအမအသက်ရှင်နေသူတွေဘာဖြစ်လို့လဲဆိုတော့မိဘမဲ့ကလေးတိုင်း မတိမ်ငယ်စေရအောင်မိဘမဲ့ကလေးဆိုတာသူများတွေနှိမ်ဖို့မဟုတ်ဘူးတိမ်ငယ်ဖို့မဟုတ်ဘူးမိဘမဲ့ကလေးဆိုတာမိဘရှိတဲ့သားသမီးနဲ့ဒန်းတူစိတ်ခံစားခွင့်ပျော်ရွှင်ခွင့်ရှိရမယ်ဒါအမကလေးတွေမွေးတဲ့အဓိကရည်ရွယ်ချက်ပေါ့နော်ဟုတ်တာရယ်ကိုမွေးထားတဲ့ကိုကလေးလေးတွေလေဇတားလေးတွေကမွေးထားဆိုတော့ဟုတ်တာပေါ့ပျော်တာပေါ့ ဒီနေ့ဒီနေ့ကိုအမစောင့်နေကြပါလေစမွေးကလေးကဒီနေ့ကိုစောင့်နေခုတော့ဒီနေ့ရဲ့အကောင့်ထဲပေါ်နေတာအမရဲ့ကလေးတွေမွေးရမွေးခြင်းအဓိကကြီးမားတဲ့ရည်ရွယ်ရည်ရွယ်ချက်ပေါ့နော်ရမ်းဝမ်းသာတယ်ရမ်းပျော်တယ်ကိုနို့နို့ချိုတိုင်ပြီးမွေးလာတဲ့ကလေးလေးတွေသမီးတွေဆိုလည်းဒီတိုင်းပဲဒီရတယ် ော့ရင်းထဲလှမ်းလိုက်ပြီးတော့တက်လာတာမအရင်ထဲမှာပျော်တယ်မငိုချင်ဘူးဒါပေမဲ့အရန်ဝမ်းသာတယ်ပေါ့နော်ဒီကဲကိုဝင်လာတဲ့ဒါဗိတ်သိက်သုံးဖို့ဝင်လာတဲ့ကြောင်လဲချိန်မှလဲအမအရန်ပျော်တယ်ငါကလေးတွေငါသားငါသားသမီးတွေမိဘမဲ့ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့အခုလိုမျိုးကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားနဲ့အမလှုပ်ပေးနိုင်နေပေါ့နော်နောက်ထပ်ကလေးတွေလည်းလှုပ်ပေးအောင်မှစူးစမ်းမှအမ အသက်ရှင်နေသူ၏ဘာဖြစ်လို့လဲဆိုတော့မိဘမဲ့ကလေးတိုင်းမတင်ငယ်စေရအောင်မိဘမဲ့ကလေးဆိုတာသူများတွေနှိမ်ဖို့မဟုတ်ဘူးတင်ငယ်ဖို့မဟုတ်ဘူးမိဘမဲ့ကလေးဆိုတာမိဘရှိတဲ့သားသမီးနဲ့ဒန်းတူစိတ်ခံစားခွင့်ပျော်ရွှင်ခွင့်ရှိရမယ်ဒါအမကလေးတွေကိုမွေးတဲ့အဓိကရည်ရွယ်ချက်ပေါ့နော်အဲ့ဒါကိုအကောင့်ထဲပေါ်နိုင်တော့ဝမ်းသာတယ်ကလေးရောတကယ်လို့လေအလုံးညာရှင်နေလို့ပါအားကြီးလာပြီးတော့အဲ့ဒါလည်းပို့ပျော်တယ်ဘာလို့ဆိုတော့ အမလောက်တဲ့လုပ်ငန်းကိုပေါ့နော်အမှုပညာရှင်တွေကအခုလိုအတိမတ်ပြုတယ်ဆိုတာအဲတိုင်းဝင်ဝင်အမနဲ့ပေါင်းအမနောက်ပိုင်းရှူတင်နေပြန်ရိုက်လာတဲ့အချိန်မှာအမရဲ့စိတ်တဲ့အမကလေးပေါ်မှာထားတဲ့ပုံသူတို့နားလေတယ်အရင်တော့တော့အမကိုကလေးတွေပေါ်ပင်မွေးတယ်လို့ထင်တယ်ဒါပေမဲ့အမကကလေးတွေပေါ်မှာအရင်စိတ်နစ်ပြီးတော့လုတ်တဲ့အခါအမနဲ့ရက်တွဲရိုက်တဲ့အမှုပညာရှင်တွေအကောင်လုံးကအမရဲ့ အချောင်းကိုတိလာတဲ့အခါကျတော့အမပေါ်မှာနားလေလာရချစ်လာတယ်အဲ့တော့အမရဲ့ကလေးလေးဆိုလို့ရှိရင်သူတို့မငီးမညူနဲ့လာပေးကြတော့အယံဝတ်တာလာမယ်ဒီလောက်ထိလာမယ်လို့အမမထင်ခဲ့ဘူးဖိတ်တော့ဖိတ်လိုက်တာပေါ့နော်အကောင်ကလာကြတဲ့အခါကျတော့တကယ်ကိုကျေးဇူးလက်လိုက်လည်းတင်ပါတယ်ဟုတ်